အားလုံးပဲမိင်္ဂလာပါရှင်မြန်မာ variety channel ရနေပရိသတ်များအားလုံးကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူ ကိုစဉ်အညာသားရေးသားထားတဲ့ရလမတိုင်းမီဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like ကန် subscribe လေးနဲ့ဇာတ်လမ်းတတိတင်နိုင်မှလည်းတင်နိုင်မှု notify bell လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါတော့မယ်ကိုယ်စီအညာသားခန္ဓာကိုယ်ကပေါ်ပါလွတ်လပ်လွန်းနေခဲ့တယ် ကန်ခဲနာကျင်နေတဲ့ဝေဒနာတို့ကလည်းပျောက်ဆုံးနေတယ်။တဲဆောင်လှူရှားရခြင်းတို့အတွက်ပင်ပန်းခံခဲလျက်ရှိတဲ့ခြေလက်တို့ကလည်းတလွတ်လွယ်ကူလွန်းစွာပင်ရှိနေတယ်။ဒီနေ့ကအရန်ကိုတားရတဲ့နေလေးတစ်နေ့ပင်ဖြစ်မယ်။အိမ်မှာလူတော်တော်များများရှုပ်ရနေနေတယ်။မြေသည့်အကြောင်းကိစ္စရှိနေလည်းမသိ။တုတ်တုတ်ပြပြနဲ့အလုံးရှုံနေကြဟန်ရှိရဲ့လူအစုစုတို့ကဝစ်စုံတစ်ခုကိုတဲဆောင်ယူလာကြလေတယ်။ဟာအခေါင်းကြီးပါလားဟ။ပန်းချောင်းများနဲ့လှပစွာမူးမှန်ထားတဲ့ မှန်အလုတ်ပိတ်အခေါင်းတလားကြီးတခုကိုလူလေးယောက်ခန့်ဝိုင်းဝန်းတည်ပူလာနေရတွေ့ရပါတယ်။လောက်ဟဖြည့်ပြည့်ထဲကြဖြည့်ပြည့်မှန်ခေါင်းတလားကြီးကိုအသာချပြီးဘေးကင်းလျက်မှလေးလျောင်းနေတဲ့ခန္ဓာကိုယ်တခုကိုလူများကဝိုင်းဝန်းပြီးတော့တယ်ဆောင်ချင်းပြုနေတဲ့မြင်ကွင်းကကျွန်တော်ကိုထိတ်လန့်တုန်လှုပ်သွားစေတယ်။ထိုရောက်ခန္ဓာကိုယ်ကကျွန်တော်ရဲ့ရုပ်သွင်ဖြစ်နေလေတယ်။ဟာပါရိုးဆောင်ကထောင်မတ်ငေါ်ထွက်လျက်နှကန်းဆောင်ကလည်း တွေ့ချောက်ဟပြင်းနေကအရေးအရွဲတို့ကစီးကြနေနေတယ်။ချောက်တွေ့တဲ့စပင်တို့မှာရင်ကောင်ဖြုတ်ကောင်တို့ကဝဲပြန်ခိုးနှားလျက်ရှိရဲ့။မျက်စိတို့ကစိတ်ပဲ့၍နေပေမဲ့အနှဲငယ်ဟ၍နေပါတယ်။တနာပါတယ်ဟဲ့။ငငယ်ရွယ်ရွယ်နဲ့ရှိသေးတာအောင်။အဲ့ဟာပြောတာပေါ့အေး။တေမေးရလူမရွေးဘူးဆိုတာလေ။ငငယ်ကြီးကြီးတေနေစီတေးရမှာကြီးပဲ။အိုးအသက်ကိုညံဆောင်အဥ္စာကိုကန်ဆောင်တယ်ဟဲ့။ကယ်ရီသမားဘီဘီအမောင်းကျန်းတာအိုး။ အရှင်မအတန်တချို့ကြားရတာမို့ကျွန်တော်အိမ်ပြင်ကိုထွက်ဖို့ပြင်လိုက်တယ်။လှမ်းရွက်ဟန်ပြုတ်အောင်ရှိသည်အရှင်မရောင်းနှင်းနေပြီဖြစ်တာမို့အံ့ဩရပြန်တယ်။စိတ်မန်းနဲ့ကြံစီတောင်းတယုံနဲ့လိုရာရောက်နိုင်တဲ့အခုအဖြစ်ကကျွန်တော်အတွက်စမ်းကြံလို့နေခဲ့တယ်။အစီအီတန်းစီခင်းကျင်းထားတဲ့ပလတ်စတစ်ထိုင်ကုန်တွေမှာရက်ခွက်ထဲမှာအန်တီဂျီတွေထိုင်လျက်နေကြတယ်။တချို့ကရက်ထောင်တစ်ဖြက်ဖြက်ခက်လျက်တချို့ကနေကြာစီးထည့်ထားတဲ့ပကံကိုကိုင်လျက်စကားစမြည်ဆိုကား တတောက်တောက်ဝါနေကြတယ်။ထို့အချိန်မှာအိမ်ရှိဝင်တကားကိုသုံးမိတစီထိုးရက်လေတယ်။တခါတော့ရေဘူးကက်လေးတွေကြားမှာအမေရထိုင်လေးရဲ့လိုက်ပါလာလေရဲ့။ပြင်တပတ်လေးကိုပခုံးမော်တင်ကညုံခဲ့တဲ့မျက်နှာသားနဲ့အိမ်မော်ကိုလှမ်းမြော့ကြည့်ရှုနေနေတဲ့အမေကိုဝမ်းသာအားရနဲ့ပြုံးပြမိရဲ့။သို့တော့အမေကတတိမထားမိဟန်တူလေရဲ့။ချက်ချင်းပဲအကြည့်လွဲသွားလေရဲ့။ဟောရေဘူးတွေလာပြီ။ဝေးလိုက်ကြအောင်ဟေ့ဝေးလိုက်ကြအောင်။ ဆယ်အမှုဦးကြည်အေးရဲ့အတန်အုပ်အုပ်ကထွက်လာလို့နေခဲ့တယ်။ရက်ကွက်မှကာလာသားတွေပြေးထွက်လာပြီးတော့ရေဘူးကက်လေးတွေကိုတဘူးစီဖဲ့ချွေပြီးစောင်းဆိုင်နေကြရန်ရှိရလူစုစုတို့ကိုလိုက်လံဝင်းငါလေးတယ်။အမေအနီနာကိုကျွန်တော်ရောက်ရှိနေပြီဖြစ်ပေမဲ့လည်းအမေရတတိထားမိပုံမပေါ့။စာရွက်အပိုင်းစာလေးတွေကိုဖြန့်၍သာကြည်နေနေတယ်။ဘောက်ချာစာရွက်ဖြစ်ဟန်တူတယ်။ဟဲ့သိန်းကြီးဘလောက်ကုန်ခဲ့တယ်လဲ။ရေဘူးဘိုးရဲ့ရက်တောင်ဘူးကရဲ့ ပြီးတော့၃မိန်းခါကရင်အလုံးမ9000ဆွန်းဆွမယ်တော့ဈေးတွေတက်လို့လို့ပြောတာပါပဲအေးဟဲ့အဲ့ဒါတက်ညီတကြိုစေးရိတ်ပေးစရာရောကြံသေးရဲ့လားတင်းကြရောက်ရင်တန်းပေးရမှာနော်ပြီးတော့ညီဧည့်သည်တွေလိုက်ဖို့၃မိန်းတွေပါရရောစီစဉ်ပြီးပြီလားပြင်တပန်လေးအတာယူကမျက်နှာပေါ်တုပ်ရနေတာချွေးဆက်များလားမျက်ရည်စာများလားကျွန်တော်သေးခွဲစွာမမြင်မိပါ6000ကျော်လောက်တော့ကျန်ပါသေးရဲ့၃မိန်းလဲ၃စီးရောငှားခဲ့တာပဲလူစိတ်လောက်ကောင်းပါရဲ့ နာရေးကွင်ရော့အုတ်ကြီးရလာပေးပြီလားပေးပြီးသွားပါပြီမလောက်ပါဘူးတော့ကျုပ်လည်းရှိရငကက်လေးတလက်စားတယ်ဈေးဝင်ပြီးအပေါက်ထားခဲ့လိုက်တယ်အမေပြောမှတတိထားမိရဲ့အမေဝင်းနေကြကြောက်စီငကက်လေးမမြင်မိရောပဲနာအပေါက်ဟောင်းလောင်းလေးနဲ့အမေကိုကြီးကကျွန်တော်စိတ်မကောင်းဖြစ်မိရဲ့အေးပေါ့ညာဖဲဝိုင်းကောင်းရင်တော့ညီငကက်လေးမနှက်ပြန်သွားပြန်ရွေးကြည့်ပေါ့အေးလူဆိုတဲ့အမျိုးကလေမွေးလာလဲပတ်စံကုံတာပဲတည်သွားလဲပတ်စံကုံတာပဲဟဲ့ ငါတော့ဘဝဆက်ဆက်လူကိုမဖြစ်ချင်တော့တာပါအေးရက်ခွက်ထဲမှာအတော်ကြီးရင်နဲ့စကားဆိုနေတဲ့အမေရဲ့မျက်ဝန်းအိမ်တို့မှာအရေးကြီးတွေဝေဝဲလျက်ရှိရအောင်ကျွန်တော်ထင်ရှားစွာပဲမြင်လိုက်ရပြီဖြစ်ပါတယ်ဟဲ့ဟဲ့လူဆုံးမိသားဟဲ့တက်ကြဟဲ့သုံးမင်းနေလဲရောက်ပြီဟဲ့ကျဲလောင်နဲ့စော်ဩတန်ကြီးထွက်ပေါ်လာတဲ့တပြိုင်နက်လူအများကသုံးမင်းနေပေါ်ကိုအစီအီတက်လိုက်ကြတော့တယ်ဟဲ့ဟိုဘက်တို့ပါအောင်ကြက်တာအေးဟုတ်တော့ဒီမှာလဲကြက်ညက်နေရပဲဦး အမလေးဟဲ့မသားတစ်ခေါက်ကြောင်းဆက်ကောင်ဆူယူကြောင်းတာအပိုးလိုက်တာပါတော့ကောင်းချင်းတော့ကိုဖြစ်ရောပဲဟုတ်ပါတော့ရဲ့တော်သိကြည့်တော့လည်းနော် လေးဘိတ်ကားလေးရောက်မငားနိုင်ဘူးလားမသိဘူးတေးရဲသူတေးပန်းမလှထားတာအေးဩကောင်းမရဲ့သူခင်ဗျာမုံဆိုးမလေးတားလေးတယောက်ရှိရာကယ်ရီဆွဲရေးအခုသေးသွားပြီအခုလောက်စီစီလောက်ကပ်ပေးနိုင်တာပဲတော်လှနေပြီတူတူတမျိုးကျဲကျဲတမျိုးစုနေကြတဲ့စကားတို့ကကျွန်တော်နားထဲမှာအဆင်မပြတ်ကြားနေရတယ် ကျွန်တော်ရဲ့ခန္ဓာဖြစ်တည်မှုကအခွန်တက်တက်သာရှိနေလေတယ်။တနည်းဆိုရတော့ကျွန်တော်ကတေလုံပြီးရဲ့ဝိညာဉ်တစ်ခုသာဖြစ်နေခဲ့ပြီလေ။အမေအမေကိုကျွန်တော်တယောက်တည်းထားခဲ့ရတော့မယ်။ဒုထောက်ပေါ်ရဲ့သားနဲ့ငူကျွေးနေတဲ့အမေကိုခက်ခဲချက်တယ်လို့မှတော့လောကအလယ်မှာအမေတယောက်တည်းရုန်းကန်လှုပ်ရှားကျင်နေနေရပြီရောမယ်။အသက်60ကျော်နေပြီဖြစ်တဲ့အမေအတွက်ကျွန်တော်စိတ်ပူတယ်။လောကရှားဝေးကျွေးမွေးမဲ့တူးဒီတော်သားဖြစ်သူကျွန်တော်ကမရှိရော့ပြီမို့ အမေစားဝင်းနေရတဲ့အတွက်ဘယ်သူစီမံပေးမှလဲကျွန်တော်တွေးရင်းငူမိရဲ့အမေကိုလမ်းရှာမိရဲ့အမေကတော့ကျွန်တော်ခန္ဓာကိုယ်ဟောက်တရှိရာမှန်ခေါင်းတလားအနီးမှာတရှုပ်ရှုပ်ငူရည်တာနေလေရဲ့ကဲတင်းကြည့်ရင်သွားကြရအောင်တော်နေကြတင်းချိုင်းမှာမတာကားတွေစုံနေထဆောက်နေအောင်မယ်သွားရအောင်ပါအိတ်ကျွန်တော်ရဲ့ရုပ်ခန္ဓာကိုနာရေးကားပေါ်တဲယူတင်ဆောင်လိုက်ကြတာကိုကြည့်ပြီးတော့အမေကရင်ခွဲမတက်ချောင်းမွေးချငူကျွေးနေလေတော့တယ်အမေ အမေမငိုပါနဲ့ဗျာအမေပင်မန်းပါတယ်မငိုပါနဲ့တော့ဗျာကျွန်တော်ဒီမှာရှိနေတယ်ဒူးထောက်ပုတ်ရဲသားနဲ့ငူကြွေးနေတဲ့အမေကိုဖက်တွယ်ဖြည့်သိမ့်ပေးကြည့်မိမယ်လေအမေခန္ဓာကိုယ်ကလေထဲမှာသာပျောက်ွယ်လို့နေပါတယ်ထိတွေ့ကန်ကြွယ်လို့မရပေအော်ဟစ်ကျန်လောက်စွာပြောဆိုနေရတဲ့ကျွန်တော်ရဲ့ငူကြေးတန်တို့ကလည်းအမေနားထဲကိုဝင်ရောက်နိုင်ခြင်းမရှိပါကြကျွန်တော်ကမှန်ခေါင်းတလားပေါ်မှာထိုင်လျက်တာလိုက်ပါလာခဲ့တော့တယ်။လမ်းတစ်လျှောက်လူအများစုကိုသာတွေ့ရတယ အတော်များများကမှန်ကောင်းတလားပေါ်ထိုင်နေရဲ့ကျွန်တော်သတိပြုမိကြဟန်မတူပေသို့တော့တချို့သောသူတွေကကျွန်တော်ကိုမြင်တွေ့နိုင်ကြတယ်ထင်တယ်လက်ဝဲရံပြကြတယ်တုတ်တံဝေမောက်ကိုရောက်ရှိလာတဲ့အခါလူအများကကျွန်တော်စီကိုဝိုင်းအောင်ပြီးတော့ပြေးတက်လာကြလေတယ်တချို့ကကျွန်တော်ကိုဆွဲယူခုံရင်ကြလေတယ်တချို့ကတော့လက်ခုပ်လောင်အားဒီကပျော်ရွှင်ဟန်ပြကြလေတယ်တချို့ကတော့ကြောင်မက်ဖွယ်အကြည့်စူးစူးနဲ့ကြည့်ရနေကြတယ်ကြောင်ရုံထိတ်လန့်နိုးရတာမှမှန်ကောင်းတလားတဲ့ဝင်ရောက်ပုန်းခွဲ့နေမိရဲ့ မန်ကောင်းတလားပေါ့ဝိုင်းအုပ်တွေ့တက်ကကျွန်တော်ကိုငုံမှုရေးကြည့်နေကြတယ်။ကဲတင်းကြည့်ရင်နေသားအောင်နောက်ဆုံးကြိမ်ကြည့်လေအောင်။အမေကကျွန်တော်ရဲ့အသက်မဲ့ခန္ဓာကိုပူဆွေးငိုကြွေးလျက်ထိတွေ့ကင်တွေပုတ်တက်နေလေတယ်။ကျွန်တော်ရဲ့အသက်မဲ့ခန္ဓာကမီတာမီလီယံများနဲ့ရရဲ့နီလေးရဲ့ရှိရဲ့အခန်းချင်းတွင်ကိုတွန်းပို့ကြည့်ခံရလေရဲ့။အလျာအခိုးငွေတွေကြောင့်မှကျွန်တော်ရုန်းကန်ပြေးထွက်မိလိုက်တယ်။အမေနဲ့အတူလိုက်ပါလာတဲ့လူတွေကသုံးမိနစ်ပေါ်ကို ပြန်လဲတက်ထိုင်နေကြပြီဖြစ်လျာမှုကျွန်တော်ကလည်းအပြေးလွားပဲလိုက်ပါခုံတန်မိလေတယ်သို့တော့အဆိုးရွားဆုံးသောပူလာမှုကကျွန်တော်ကိုတားဆီးနေတယ်ဖတ်တွင်မိကိုကြည့်ပေမဲ့လည်းမရပေသုံးမိန်းတွေကစတင်ထွက်ခွာနေကြပြီဖြစ်ပါတယ်ကျွန်တော်ကလည်းအမေလိုက်ပါစီနေသွားတဲ့သုံးမိန်းအပေါ့တရောတော့ပါအပြေးနှင်လိုက်ခဲ့တယ်တုတ်တန့်အပေါ့ဝါကိုကြုံလုံးတဲ့အခါမကံမရနိုင်တဲ့အထိပြင်းပြပူလောင်ဆက်ပြင်းမှုကိုခံစားရလေတယ်ထမ်းမှန်လိုက်ပါပြေးထွက်ရန်အင်အားတို့ကလည်း ကုတ်ဆုံးသွားတယ်လို့အာအင့်ချိနေနေရော်တယ်။တိုစီခနကြည်လင်ပြတ်သားတဲ့အတန်တကူကကျွန်တော်ဒီမှာတိုးကပ်၍ပြောနေတယ်လို့ရှင်းလင်းစွာကြားနေရနေတယ်။၁၃ရက်နေ့တောက်ကြနေည9နာရီကဇုံမကွယ်တွင်ခဲ့ပါတော့တင်းနေလာတာမောက်ကြော်ကြီးဒုန်းနဲ့တူလိုက်ခဲ့ပါ။အတန်လာရစီကိုဘဟုပြုကအပြေးနှင်လိုက်တယ်။တေကိုင်းချောင်းရဲ့တကူကိုကန်ဆောင်ရွတ်ဆိုနေတဲ့လူနှစ်ယောက်ကဆိုင်ကယ်ခွာရက်သားနဲ့ဆန်နိုးကမောင်းနှင်နေပြီးဖြစ်ပါတယ်။ ကျွန်တော်ကလည်းထိုးဆိုင်ခဲ့ဖို့လိုက်ပါခဲ့တယ်။အချိန်ကမှောက်ယူပြိုးစားပြုနေပြီဖြစ်ပါတယ်။အရှိမေကွက်တံမှာလူတချို့ကအမိုးကတွေထိုးရန်ပြင်ဆင်နေကြနေရဲ့။တချို့ကမီးလုံးမီးအိမ်နဲ့ချိတ်ဆွဲမှုပြုနေကြတယ်။တားငက်ကြောမေးကြိုက်တတ်တဲ့အမေသားကြော်လေးနဲ့စီစားလေးနေပေးထားတယ်ကွ။တားကြီးစားနော်။ငိုရှိုက်တန်တဲ့အတူအမေရဲ့တန်ကကျွန်တော်ရဲ့နားရဲကိုတွန်းဝင်လာခဲ့လေတယ်။ကျွန်တော်ကလည်းအမေပါအောင်ချက်ချင်းပဲရောက်ရှိလာခဲ့တယ်။အမေက ။တမင်းပကံတစ်ချက်နဲ့ရေခွက်လေးကိုပလတ်စတစ်ခုပ်ပုလေးပေါ်တင်ပြီးတော့ငိုကြွေးလေးရက်သာရှိနေရတယ်။အမေအမေရဲ့မငိုပါနဲ့ဗျာ။အမေကျွန်တော်ကလည်းအမေအနီးပါကိုကက်လေးရဲ့အော်ဟင်းငိုကြွေးမိပါတယ်။လေကြောင်းတစ်လျှောက်ခြောက်ကက်လာတဲ့အထိအော်ဟင်းမြည်တမ်းနေမိရဲ့။အမေကအိမ်ရောက်ကိုဆင်း၍သွားလေပြီဖြစ်ပါတယ်။တမင်းပကံကိုကန်ဆောင်၍စားဟန်ပြင်လေရဲ့အခါတီတွေးယူငင်ချင်းကမစွမ်းတာပဲပကံတွင်းကိုခေါင်းကောက်ရှာနေတက်ယူကစားတော့ရလေ ဟိတ်ကောင်ကြော်ကြီးလှုပ်ထားအောင်ကကြော်ကြီးကောက်လေလူများစီကကျွန်တော်ရဲ့နာမည်ကိုအော်ဟင်းမြည်တမ်းနေကြတော့ကြားရမှုအတန်လာရစီကိုသွားရပြန်တယ်ဖဲကစားနေကြတဲ့သူများပဲဖြစ်တယ်ကစားဝိုင်း၃ဝိုင်းရှိရဲ့အနက်အတန်ခေါ်ရဝိုင်းကိုပြေးလွှာသွားရောက်နေရတာမောပန့်လို့လာတယ်ဟိတ်ကောင်လေးနိုင်တဲ့ကအကောက်လေးရောပူပူတာတာလေးပေးကြကွဘွားတော်ကြီးခင်ဗျာမင်းတို့ပေးရဲ့အကောက်လေးနဲ့သူ့သားရက်လေရွှေချအောင်စီကောင်းအောင်လုပ်ရမှာ။အိုးရော့ဗျာ တထောင်နိုင်လို့ကတော့ထပ်ပြီးအောင်ပါကြော်ကြီးလှုပ်ထားဦးကကမ်းရွေးပေးတဲ့ငွေဆက်ကူတွေကိုအမေဟာကြစ်ကြစ်ပါအောင်စုပ်ကင်ထားနေတယ်ကျွန်တော်ကလည်းအမေကိုအကောင့်ဝင်ပူပူတာတာပေးရဲ့ကစားသမားအနီးပါးမှာသာအများဆုံးနေလျက်ရှိရဲ့သူကလည်းဖဲစည်းရလို့ဆိုကငွေရှင်တလို့အမေကလည်းအကောင့်ဝင်ပူရေးရနေတယ်နေ့ချင်းမှာတော့ကျွန်တော်ကအိမ်တွင်းမှာသာနေရဲ့ဟိုဒီဒီဝေဝဲလျှောက်သွားမိရဲ့အမေကိုစကားတွေပြောမိရဲ့ အမေကိုလွမ်းချောင်းချစ်ချောင်းနဲ့အားရပါရပြောနေပေမဲ့လည်းအမေကတုတ်ပြန်ခြင်းမရှိငိုကြွေးလေးရငီးငိုင်လေးရပင်ညအခါမှာတော့ကစားသမားတွေအနီးပါးမှသာနေတယ်။အကောင်းငွေများများပေးသူကိုရွေးချယ်ပြီးတော့နေပါလေ။သူမသာအမေအတွက်ငွေကြေးအဆင်ပြေမဲ့လေ။ငါအိမ်ပြန်ပြီးပတ်စံသွားယူအောင်မဲ့ကွ။အေးရှေ့ရတာအကုန်ယူခဲ့ဟိဒီညနောက်ဆုံးညကွမိုးလင်းရိုက်မှာမနက်မွေးငါးစားပြီးမှပြန်မယ်။ ကစားသမားတဦးကအိမ်ဝိုင်းပြင်ကိုဆိုင်ကယ်နဲ့စီးနှင်းထွက်ခွာနေအောင်တွေ့ရတယ်။ကျွန်တော်ကလည်းကစားဝိုင်းနီးနေရတာညီးငွေ့တာမို့အပြင်ကိုလိုက်ပါထွက်ခွာရန်ပြင်တော့တယ်။လန်ခီတရှာမှာညှိုးငယ်တဲ့မျက်နှာထားနဲ့လူတွေကိုနေရာနဲ့မှပင်တွေ့ရတယ်။တချို့ကကားလမ်းမဘေးတရှာမှာငုတ်တုတ်ထန်နေရက်တချို့ကတော့မတ်တက်ရက်လျက်ပင်အပင်အိုကြီးရဲ့အောင်မှာလည်းတချို့ကလဲလောင်းလျက်နေကြတယ်။တိတ်ကိုင်းတိတ်ခတ်တွေပေါ်မှာဇောင်းထိုးတွဲလျောက်ချကနေကြတဲ့သူတွေလည်းရှိရဲ့။ မင်းသမီးတွေ့သမ ्या ကကျွန်တော်အတွက်ထူးဆန်းလွန်းနေခဲ့ရတယ်။ဟာဟဲ့လူရှေ့မှာရှေ့မှာကျွန်တော်လိုက်ပါလာတဲ့ဆိုင်ကယ်ရှေ့မှာဖြတ်ပြေးနေကြတာမို့ကျွန်တော်ဟာဆိုင်ကယ်မောင်းနေသူကိုအော်ဟစ်ပြောဆိုရပြန်တယ်။ထို့တော့ထို့သူကတတိထားမိဟန်မတူဟန်မပြတ်မောင်းနေနေတာပဲ။ကားလမ်းမလည်းကောင်းမှကန့်လန့်ဖြတ်ပြီးလေလျာအိတ်ဆက်နေတဲ့သူတွေကို တွေ့ရပြန်တာမို့ကျွန်တော်ဟာလည်းတီးလို့စောနဲ့မီးမြန်းကျင်မိရဲ့။ဆိုင်ကယ်ပေါ်မှာခုန်စင်းကလေလျောင်းနေကြတဲ့သူတွေနီးကိုအသာကပ်၍သွားလိုက်တယ်။ ဟဲ့လူတွေခမရတို့ဘာလို့ဒီလိုကြီးရဲ့အိတ်နေရတာတော့အများစုကကျွန်တော်ပါကိုပြုံပြီးတော့ဝိုင်းအောင်တိုးလာကြတယ်အေးမင်းလည်းနောက်ရက်ဆိုငါတို့တို့ဘဝရောက်တော့မှာအဲ့ဒီခါကျမှသိလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒီနောက်နေမြဲတိုင်းပင်ပြန်လဲပြီးလဲလျောင်းအိတ်ဆက်နေကြပြန်ပါတယ်ကျွန်တော်ကလည်းထိုးသူတွေအနီးပါးမှထွက်ခွာပြီးအင်ကိုပြန်မှုဦးတည်လိုက်တယ်ထိုးစဉ်ခဏအနေငယ်ကြီးမှတဲ့အပင်ကြီးအောင်မှလူတယောက်ကကျွန်တော်ကိုလက်ရက်ခေါ်နေရတွေ့ရနေရဲ့မင်းကြီးရတာ ရမ်းမပြည့်သေးတဲ့ဝိညာဉ်တင်နဲ့ရှာမသွားနဲ့ဟာကို့အိမ်မှာကိုနေခွင့်ရတော့နေကျွန်တော်ဟာထိုလူကိုထူးဆန်းပွေငေးကြည့်နေမိအောင်ရိတ်စားမိဟန်တူတယ်ဟိုးမှတွေ့လားကာလမရဲ့အစွန်တစ်ဖက်စီကိုဟိုမဒီမမရမနာပြေးလွှားနေကြတဲ့သူတွေကိုညှုံပြနေတယ်အဲ့ကောင်တွေပါလို့အဲ့လိုပြေးနေကြရလဲသိလားကျွန်တော်ခေါင်းခါပြမိလိုက်တယ်အေးကျူဟာလို့ဟာဘုံဘွားကိုကူပြောင်းကျင်လို့ကကန်နေတဲ့သူတွေသူတို့ကိုတိုက်မိလိုက်လို့တိတ်ဆုံးသွားကြရင် သူတို့အတွက်အစားတိုးလဲလဲလုပ်ပေးရမယ်သူရနိုင်တာမို့လို့လေမင်းအခုမြင်နေရတာတွေအကုန်လုံးကနာနာပါဝါတွေပဲမင်းရဝိညာဉ်အစ်စ်ပဲရှိသေးလို့မင်းအိမ်ကိုဝင်ထွက်ခွင့်ရတာမင်းလည်းတို့လိုဘဝမျိုးရောက်လာရင်ခုမြင်နေရတဲ့အကောင့်တွေလိုလုပ်နေရမှာသွားနေခွင့်ရတော့အိမ်ပြန်နေကြတော့ကျွန်တော်ကအိမ်ကိုပြန်နေပြီးရောက်ရှိလာတော့တယ်ကစားဝိုင်းကလည်းတိတ်ဆိတ်ငြိမ်သက်နေနေပြီမိဖို့ဘေးမှာချက်ပြုတ်ပြင်းစင်နေကြတဲ့သူအနှင်းငယ်သာလှုပ်ရှားမှုရှိနေတယ် အမေကကျွန်တော်အတွက်ပြင်ဆင်ထားတဲ့အိပ်ရာပုံလေးမှာကိုယ်ကိုယ်လေးအိပ်ပျော်နေလေးပါတယ်။ပိတ်လီချင်းနေလာတဲ့အမေရဲ့လက်လေးတွေကကျွန်တော်အိပ်ရာစာလေးပုံတင်ထားလေးရဲ့။ညှိုးငဲ့နွမ်းလေးရလုံးနဲ့အမေရဲ့ရုပ်တင်ကိုကြည့်ပြီးကျွန်တော်ငုံမိပြန်တယ်။မျက်နှာပေါ်ပြူပြခွေချနေတဲ့အမေရဲ့သပင်ပါးပါးလေးတွေကိုအသာတက်တင်ပေးခြင်းမိရဲ့ရှုပ်တွားယော်ရဲနေတဲ့အမေရဲ့ဘာမြင်ကိုအားရပါရနန်းရှိုက်ခြင်းမိရဲ့သို့တော့ငိုကြွေးမိတန်းရည်သာနေရတယ်မနက်အာယုံမူးတောင်းချိန်ကိုရောက်နေပြီ တန်ခါ၅ပါးရဲ့တရားစာရုပ်ဖတ်ပူဇော်တန်ကပြင်းထန်ပူလောင်လုံးလာတာမှုကျွန်တော်အိမ်ပြင်ဘက်ကိုပြေးထွက်နေရလေတယ်။လူနေပြီးရဲ့၃ရက်နေ့တောက်ကြနေည9နာရီကစုံမကွဲလွန်သွားတဲ့တင်းနေလာတာမောက်ကြော်ကြီးနဲ့တကွဝိနည်းအတော်ဝအားလုံးကုသူအမြအမြအမြယူတော်မူကြပါကုန်သောအေဘရိတ်တည်းရဲ့တာရုခေါ်ဆူတန်တဲ့တူကျွန်တော်ကလည်းလိုက်ပါခေါ်ဆူမိရဲ့အိမ်နောက်လူတွေကတိုးရိပ်တိုးရိပ်ရောက်ရှိလာကုန်ကြတယ် မွေးငါလေးကောင်းလိုက်တာဘသူချက်တာတော့စားကောင်းတာနောက်ထားညီကူဝေဘလောက်ထည့်ခဲ့တော့အို့တော့တထောင်ပေါ့ဘလောက်များထည့်ရမှာတော့လမ်းထိတ်ကမွေးငါတော့တပွဲမှာ900ရှိရငက်ဖဲ့တော့ပါသည်လူမျိုးမျိုးတို့ရဲ့စကားအတန်ကြီးကတီတိုစကားဆိုနေပေမဲ့ကျွန်တော်ရဲ့နားထဲမှာရှင်းလင်းစွာကြားနေရလေရဲ့ကဲကြော်ကြီးရေတို့နဲ့ပြန်လိုက်ခဲ့တော့ဟာကျွန်တော်ကိုအင်ကိုခေါ်လာတဲ့လူနှစ်ယောက်ပင်ဖြစ်တယ်တေကိုင်းတူလီကိုကန်ဆောင်က ဆိုင်ကယ်ဆက်နိုးထားနေရတဲ့ကျွန်တော်ရဲ့မိကိုခေါ်ဆိုနေပြန်တယ်။လိုက်ပါလူစိတ်အလင်းမရှိပေမဲ့လည်းအလိုလျောက်ပဲထိုသူနှဦးအပါကိုရောက်ရှိခဲ့လျော်တယ်။ခရီးနှံတစ်လျှောက်မှာကျွန်တော်ကရခိုင်ချိန်များလို့လွတ်လပ်ပေါ်ပါခြင်းမရှိ။လေးလံထိုင်းမိုင်းနေရတယ်။တောက်တံဝင်းပေါက်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ကဲကြော်ရည်မင်းနေရာဒီမှာပဲနေရခဲ့တော့ကွာ။ထိုလူနီးယားကကိုင်းဆောင်ထားတဲ့တိကိုင်းကြောင်လေးကိုတောက်တံတွင်ကိုပြစ်ချထားခဲ့ကမောင်းနေထွက်ခွာသွားကြတော့တယ်။ ကျွန်တော်ကထိုးလူနှစ်ဦးစီးနေရဆိုင်ကယ်နောက်ကိုအပြေးလိုက်မိရဲ့သို့တော့တောက်တန်ဝင်ပေါကြောင်းခြေတလန်းများချမိုံရှိသေးရဲ့ပြင်းစွာသောအပူမီးကတောက်လောင်လိုလာပါတယ်ခြေလန်းတို့ကပြန်လဲရုပ်သိမ်းကအရှိအဟုန်နဲ့မောင်းနေသွားပြီဖြစ်တဲ့ထိုးနှစ်ဦးရဲ့ပုံပြပြကြောပြင်ုံသားငီးမောကြည့်ရှုကနေလီရလီရောတယ်ဟုတ်ကဲ့ပါရှင်စာရေးသူကိုစဉ်အညာသားရေးသားထားတဲ့ရက်လက်မတိုင်မီဆိုတဲ့ဇလန်းကတော့ဒီမာရီမဲပြီးဆုံးပါပြီဇလန်းလေးကိုအားပေးခဲ့တဲ့အတွက်လည်း ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်